တာရတဲ့နေ့တစ်ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေချင်တဲ့ကနေမှထွန်ပြလေးပြီးကြိုဆိုပါရစေဒီနေ့ကတော့ပထမအုပ်ဆုံးအနေနဲ့အဖွေစကားနဲ့အရင်စချင်တယ်ငလင်ကာလမှာငလင်တန်ခံနေရတဲ့ပြည်သူလူထုတွေကိုမကူညီချင်တဲ့ကိစ္စမရှိဘူးငလျင်တမခံပဲနဲ့နေနေတဲ့ပြည်သူလူထုတွေကိုဘုံကျဲတိုက်ခိုက်တတ်နေတဲ့ကိစ္စကိုရပ်ပါလို့ပြောချင်တယ်။အခုကျမတပည့်နာမှာမြင်ရတဲ့မိုင်းဝေကပါပြောထားလေဆိုတော့ စစ်သားကစစ်သားစိတ်ပြောက်ရင်ကြက်တဲတုံးနေတဲ့ဒီစကားကိုတော့မိုင်းဝဲကိုဘောမဆိုပေမဲ့တရားရခိုင်နှုံးထောက်ခံတယ်။ဘာကြောင့်လဲဆိုတော့စစ်သားဆိုတာဟာမြေပြင်ကနေစစ်တိုက်ရမှာဖြစ်တယ်။ဒါပေမဲ့စစ်တိုက်ခြင်းမလုပ်ဘဲနဲ့အပေါ်ကနေလေရင်နဲ့လိုက်ကျဲတာဟာခွေးယူပြန်ပြီးမှလူစိတ်မရှိတဲ့ခွေးတရဆန်အလုပ်ဖြစ်တယ်။တခုနောက်တခုကအာစစ်သားကစစ်သားစိတ်ပြောက်ပြီးမှ နိုင်ငံရဲရောင်ရောင်ဘာသာရဲရောင်ရောင်နိုင်ငံရဲရောင်ရောင်လုတ်တဲ့အတွက်ကြောင့်တင့်ချက်ကနိုင်ငံရဲရောင်ရောင်လုတ်တဲ့ချက်တည်းတုံးတဲ့အတွက်ကြောင့်မြန်မာတနိုင်ငံလုံးဘေးအန္တရာယ်ဆိုးများစွာနဲ့ခံစားရတယ်ဒုတိယချက်စစ်သားဟာစစ်သားစိတ်ပျောက်တဲ့အတွက်ကြောင့်ဘာသာရဲရောင်ရောင်လုတ်တဲ့အတွက်ကြောင့်ကိုရေကိုနေတဲ့နေရာမှာဖျားတီးပဲမဲ့မြန်မာတနိုင်ငံလုံးမှာရှိတဲ့တမိုင်းဝန်ဖျားတဲ့အားလုံးပြိုကျသွားတာဟာဒီကြက်တီးရဲ့တုံးတဲ့ စစ်သားဖြစ်ပေမှစစ်သားစိတ်မပေါက်တဲ့ခွေးကြောင့်ဘာသာရေးရောင်ရောင်ဖုန်ကြီးဝတ်တလားဆိုတော့လေဖုန်ကြီးကမဝတ်ဘဲနဲ့ဘာသာရေးကိုခုဒုံလုံနေတဲ့အတွက်ကြောင့်ဘာသာရေးကိုခုခုဒုံလုံတဲ့ကြက်တည်းတုံးတဲ့သူကြောင့်ဒီနေ့မြန်မာနိုင်ငံမှာသမိုင်းဝင်ဖျားရအများကြီးပြစ်စီသွားရတာဖြစ်တယ်နော်ဒါတော့အဖွေအဖွေကနေနေရှယ်တယ်နော်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့အောင်ပွဲတည်နေတဲ့အရင်စမယ်ဆိုတော့ပထမအောင်ပွဲ တရင်နေနေတော့ကချင်တရင်နဲ့အရင်ပြောမယ်နော်မနေ့ကမနက်အစောကြီး၄နာရီမှာသူများအိတ်တဲ့ချိန်မှာခွေးတွေပါလာလို့တလဲတော့မသိဘူးကျတော့ KIA တပ်မဟာကိုတရင်26ကိုမနက်အစောကြီး KIA မစင်လိုက်ရှာစားတဲ့ SNA နဲ့စစ်ခွေးတွေတက်လာတဲ့ဥစ္စာကိုကျတော့ KIA ဒီဘက်ကနေမှတိုက်ခိုက်ခဲ့တဲ့အခါမှာ ခွေးငါးကောင်တည်သွားတယ်ပြီးရင်သူတို့ဆောက်ထားတဲ့တဲကိုသွားမိရှို့တော့အဲ့မှာလဲခွေးမတာကောင်ဘယ်လကောင်လဲတော့မသိဘူးပါသွားတယ်ပြီးရင်လက်နဲ့ခဲရနေရရှိခဲ့တယ်ဆိုတော့ဒီအင်ဒိုနားမှာအောင်ပွဲတွေကြီးပဲเนาะစစ်ခွေးဘက်ကိုရက်တဲ့ရှမ်းနေတယ်ကျတော့တော်လာရဲ့ဘက်ကိုပါတဲ့ရှမ်းနေတွေကနေတယ်ခွေးဘက်ကိုရက်တဲ့ရှမ်းနေတွေကများတယ်ဒါကြောင့်နင်းတို့ရှမ်းနေတွေအမျိုးမသေးတိမ်ချင်ဘူးဆိုလို့ရှင်တော့နင်းတို့ နားပါနော်အခုဘာမှမဖြစ်စလောက်တဲ့ခွေးတဲတဲလေးကများကျတို့ KIA တတ်မဟာကိုတယင်း26ကိုတက်လာခဲ့တယ်ဟိုမှာအင်းတော်တွေပြောင်းသွားတာနင်းတို့မမြင်ဘူးလားနော်ဒါကြောင့်ရှမ်းနေတယ်နင်းတို့စစ်ခွေးဘောမတာတော့မတာဒါပေမဲ့ပထမဦးဆုံးစဉ်းစားရမှာကကို့လူမျိုးအတွက်ကိုစဉ်းစားရမယ်ငါအမျိုးငါကြောင့်များပြုတ်သွားမလားဆိုတာလဲမမေ့ကြနဲ့နော် နောက်အောင်ပွဲတရင်ကစစ်မတိုက်ပဲနဲ့အောင်တဲ့တရင်အာဘာလဲဆိုတော့ကျတော့ဗမောမှာစက္ကခ23ကစစ်ခွေးတွေအကောင်900ကျော်ထေသွားတယ်ဆိုတော့တရင်အသွင်းတရင်ရတယ်ပြီးတော့အများကြီးထွက်ပြေးသွားတယ်ဒီစမလေးရင်နဲ့ကနေစပြီးကျမတို့ဝိုင်းထားတာเนาะသူတို့တတ်နိုင်တဲ့တော့လေရင်နဲ့အစာတွေလာချပေးတယ်လွန်ခဲ့တဲ့၄ရက်လောက်တုန်းကလည်းစစ်ခွေးတွေဘက်ကနေမှ လေရင်နဲ့အစာလာချပေးတာအာကို KIA နဲ့ပူးပေါင်းတော်လာရေးတွေဘက်ကနေမှပြစ်လိုက်တာအခွေအကောင်40လောက်အဲ့မှာပဲမတာပေါ်သွားတာဆိုတော့အခုကအဲ့မှာစက္ကခ27မှာခွေအကောင်900ကျော်တည်သွားပြီအမြောင်အများထွက်ပြေးသွားတယ်ပြီးရင်တချို့ကျတော့အလံဖြူထောင်လာတယ်ကျတို့ KIA ကနေမှအပြစ်ခတ်ရက်ဆဲတဲ့စာထုတ်ပြီးတဲ့နောက်ပိုင်းမှာကျတို့ကလုံးဝမပြစ်ဘူးခုခံစစ်ကိုလုံမဲလို့ပြောတဲ့အတိုင်းပဲကျတို့ခုခံစစ်ပဲလုပ်ခဲ့တယ်တမရှိရှိက စကကနဆက်တကိုငရုကို KIA ဒီကတနတ်နဲ့လာပြစ်ပါတယ်လို့ပြောတာအဲဒီစာကိုစကကနဆက်တကအေး KIA ဒီလာပြစ်တယ်ဆိုလို့ရှိရင်တော့လက်နဲ့ကြီးနဲ့ချပါဆိုပြီးမှလှုပ်လိုက်တာ KIA ဒီတော့မထီဘူးဟိုမှာပြည်သူတွေရဲ့အိမ်တွေကိုထိသွားတယ်နော်အဲ့လိုမျိုးကြက်တည်းရဲ့မတုံးတဲ့စကားတွေပြောတယ်ဆိုတော့အဲ့ဥစားတွေပဲနေမှာပေါ့ဟိုမှာဇော်မွေးလင်ကတော့ KIA တွေပြစ်တယ်လို့ပြောနေတာ နင်တို့ပြစ်တယ်လို့ပဲပြောပြောမပြစ်ဘူးလို့လည်းပြောပြောအခုဒီအပြစ်ခတ်ရက်ဆဲတဲ့ကြားထဲမှာပဲစခန်းနေအများကြီးတိမ့်ပြီဆိုတော့အခုချင်းတော်လာရဲ့အောင်မြင်ခြင်းနဲ့ပြန်စမယ်နော်မနေ့က April 17ရက်နေ့တုန်းကကလေးမျိုးစန့်တရွာမှာအခြေချထားတဲ့စစ်ခွေးစခန်းကို CNA နဲ့အတူပူပေါင်းတော်လာရဲ့ကနေမှတိုက်ခိုက်ခဲ့တဲ့ခါမှာခွေးအကောင်15ကောင်တေသွားတယ်အရှင်တော့ဖမ်းမိတာမရှိဘူးဒါပေမဲ့ကျမတို့ဘေးနားမှာကြည်ပါလက်နက်ပစ္စည်းတွေ အင်းတော်မှလည်းလက်နက်အကြီးအငယ်အားလုံးရတယ်ခဲရံတွေအများကြီးရတယ်ဖလမ်တုံးကလည်းကျတို့လက်နက်တွေအများကြီးရှိတယ်ကြိတ်ကြီးတောင်းအကြီးကြီးတွေအားလုံးမြင်တယ်နော်အများကြီးရတယ်အခုဒီကလေးကြန့်တရွာမှလည်းကျတို့လက်နက်ခဲရံတွေအများကြီးရတယ်ဆိုတော့အခုကျော်စုဦးကမင်းနေတယ်နော်ကျော်စုဦးကမင်းမင်းနေတယ်ကလေးလာဟခလာတဲ့ ဟမ်မေကိုနေမေမစဉ်းစားကြကလေးနားမှာရှိတဲ့ဒီကြံ့တာစခန်းဟာဆိုလို့ရှိရင်ကလေးမျိုးအတွက်အရန်ရေးကြီးတဲ့စခန်းဖြစ်တယ်လွန်ခဲ့တဲ့အပတ်တုန်းကတော့တိုက်ပွဲတွေနည်းနည်းငြိမ်နေတယ်နော်အခုဒီရရအပြစ်ခတ်ကိုရက်တယ်ဆိုပြီးမှစစ်ခွေးတွေကကြေညာပြီးတော့သူတို့ကိုယ်တိုင်လာတိုက်တဲ့အတွဲကြောင့်ကျွတ်တို့ကတော့နေ့တိုင်းနေ့တိုင်းအောင်ပွဲဆိုအခုရင်းတော်ဒီမှာပြည်သူတွေကတဲ့ဥစ္စာကိုကြည်ကြစစ်ခွေးတွေနင်းတို့ပြောတော့ပြည်သူတွေက တော်လရဲတွေကိုမလို့ချင်ကြဘူးဆိုအခုပြည်သူတွေကနေကြတာကိုလေဟာမြေကြီးတောင်မှအကုန်ညီသွားတယ်မြေမညီတဲ့နေရာမှာကတဲ့သူတွေတောင်မြေတွေတောင်မှကတ်တရလာနဲ့ခင်းထားသလားလို့တောင်ထင်ရလာအောင်မြေတောင်ညီသွားအောင်ကနေကြတယ်တွေ့တယ်နော်ဒါကိုများပြည်သူတွေကငရုတ်တော်လရဲတွေကိုမလို့ချင်ဘူးဟုတ်လား ်အခုကျွတ်ချေချေဝဲဝဲမပြောတော့ဘူးကျွတ်တို့ဒီ April 9ရက်နေ့ကနေမှ17ရက်နေ့အထိရရှိခဲ့တဲ့အင်းတော်ကလက်နက် Flam ကလက်နက်ဒီကြန့်တရွာကလက်နက်ဒီသုံးခုနဲ့ကိုကျွတ်တို့ကဒီစစ်ခွေးတွေကိုအများကြီးမြီးဖုတ်မြစ်ကင်လုံနိုင်ပြီးငကြင်းစီနဲ့ငကြင်းတူအောင်ကြုံမဲ့အချိန်ဖြစ်တယ်ဆိုတာလဲနင်းတို့စစ်ခွေးတွေမမဲ့နဲ့နော်အခုကလေးလုတ်လာတာကိုမြင်တယ်လို့ပဲအခုနင်းတို့အသက်တွေလဲလုံနေပြီဆိုတာလဲနင်းတို့စစ်ခွေးတွေဘောမတွေမှတ်ထားပါ ဆိုတော့အခုဒီလိုမျိုးရရည်အပြစ်ခတ်ကိုလုတ်ထားတယ်ဆိုပေမဲ့စစ်ခွေးတွေဘက်ကနေမှ နေ့တိုင်းညတိုင်းဘုံကျဲတိုက်ခတ်ခဲ့တဲ့ဥစ္စာကိုကဘာကုလတမကကဘာပြောတယ်လဲဆိုတော့ဒီကုလတမကလူအခွင့်ရေယုံ ပြောရစခွင့်ရှိတဲ့ရာဗီနာကဗာပြောတယ်လေဆိုတော့ဒီဧပြီလ၂ရက်နေ့ကနေမှဧပြီလ၁၇ရက်နေ့အထိ စစ်ခွေးတွေကနေမှဘုံကျဲတာ120ကျော်ပြီလို့ပြောတယ်။ပြီးရင်နောက်တစ်ခုကဒေါအောင်ဆန်းစုကြည်ရဲ့တမ်တဦးဝင်းမြင့်ရဲ့ပြီးရင်နိုင်ငံရဲ့အကျဉ်းသားအလုံးကိုလူငင်းချမ်းသာခွင့်အပြည့်အဝပေးချောင်းကိုကျင်ညာပေးဖို့တောင်းဆိုတဲ့စာရောပြီးလို့ရှိရင်အခုဒီလူအခွင့်ရေးဆိုင်ရာမဟာမင်းကြီးဖောကာကလည်းဗာပြောလေဆိုတော့လူသားချင်းစာနာထောက်ထားတဲ့အကူအညီဒီအားလုံးတွေကို အခန့်တစီမရှိပို့ဆောင်ပို့ဆောင်နိုင်ဖို့ရန်အတွက်နဲ့စီရဲဆိုင်ရာထိုးစစ်ဆင်မှုတွေအားလုံးကိုလည်းပဲချက်ချင်းရပ်နှဖို့ရန်အတွက်ဆိုပြီးမှ UN ကနေမှတပြိုင်တည်းအပရလ17ရက်နေ့မှာကြင်ညာစာကိုဒီလိုမျိုးပို့သွဲထုတ်ပြန်ထားတာတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့အခုဒီဘာသာရေးရောင်ရောင်ဘာသာရေးလို့တော့ဖုံးကြီးလားဆိုတော့လေဖုံးကြီးလည်းမဟုတ်ဘူး။ကာချုပ်လို့ပြောတော့စစ်သားလားဆိုတော့လေစစ်သားလည်းမဟုတ်ဘူး။ တမ္ပရအရန်ဖြစ်ချင်တော့တမ္ပရလားဆိုတော့လေတမ္ပရမဟုတ်တဲ့ခွေးကဘာလို့တလဲဆိုတော့ဒီနေ့ April 12ရက်နေ့တနာ yı 55မိနစ်မှာဒီစကိုင်းတိုင်းဒီဘဲရင်မြို့နယ်ကြခတ်ကျဲရွာမှာရှိတဲ့ဖုံကြီးကျောင်းကိုဘုံလာကျေးသွားတာကိုရင်လေးတည်းအများကြီးတည်သွားတယ်ပြီးလို့ရှိရင်တကြံဖြစ်တဲ့အတွက်ကြောင့်เนาะဥပုတ်တီလာတီတွားယူနေတဲ့အသက်ကြီးတဲ့လူတွေအများကြီးလည်းအသက်ပေးခရရတယ်ဆိုတာသိရတယ်ကျက်တည်တုံးတဲ့မပါတာလို့ခေါ်တဲ့ကတုံးတွေ စစ်မှန်တဲ့ဖုံးကြီးတွေကိုရင်လဲတွေပုဒ္ဒဝါဒယုံကြည်ခြင်းကိုတက်ဝင်နေတဲ့ဖုံးကြီးအစစ်မှန်တဲ့ဖုံးကြီးเจ้าမှာတကြံဖြစ်တဲ့အတွက်ကြောင့်တရားနာနေကြတယ်ဗုဒ္ဓဘာသာစစ်တဲ့ပြည်သူတွေကတကြံမှာဟိုမှာတီလာယူဖို့လုပ်နေကြတယ်နင်တို့ဘာကြောင့်ဘုံလာကျဲတယ်လဲမပါတာတယ်နေပြီးတော့မှဖုံးကြီးလားဆိုတော့လည်းဖုံးကြီးမဟုတ်ဘူးပါရရဲ့ရောင်ရောင်စစ်သားရောင်ရောင်နိုင်ငံရဲ့ရောင်ရောင်လို့တဲ့ခွေးကြဘူး နင်းတို့ပြစ်ခတ်တော့ကြောက်အခုဟိုမှာဖို့ဘာလဲကိုရင်လေးတွေအများကြီးတည်သွားပြီအမတီလာလာယူနေတဲ့အတက်ကြီးတဲ့အဖိုးကြီးအဖွားကြီးတွေအများကြီးတည်သွားပြီနင်းတို့ဘလို့လုပ်မလားငါတို့တော်လာရေးတွေဖုံးကြီးတတ်နေတာလားဟိုမှာကိုရင်လေးတွေတည်နေတာကိုမှပုတ်ဆိုပက်ဆက်တနာเสียကြောက်เสียကြီးဘလို့လုပ်နေကြတာလဲတကြံဆိုလို့ရှိရင်နင်းတို့ဗုဒ္ဓဘာသာအတက်ကြီးတဲ့သူတွေဖုံးကြီးเจ้าကိုသွားပြီးမှ ဥပုပ်ဒီယူကြတယ်ဆိုတော့နင်တို့မသိဘူးလားဘာကြောင့်ဖုံးကြီးเจ้าကိုဘုံကျဲတာလဲဖုံးအဲ့ဒီဖုံးကြီးတွေကအဲတပုံးကြီးလားတော်လရေးလုံနေတဲ့သူတွေလားဘာသာရေးလုံနေကြတာမဟုတ်ဘူးလားနင်တို့ပြောတဲ့ငရဲတွေနင်တို့အတွက်ကတော့ငရဲထက်တောင်ပိုဆိုးတဲ့နေရာမှာစောက်ထိုးကြနေမဲ့သူတွေပြန်အခုဒီဘောမာတွေပြောတဲ့စကားပါလားစစ်ခွေးတွေအုပ်ချုပ်ထားတဲ့နေရာမှာနော်လုံလုံချုံချုံနဲ့အိပ်ပျော်ရတယ်လို့ပြောတဲ့ ဘောမတွေနားထောင်ကြเนาะအခုဒီရန်ကုန်မြို့တောင်ကုန်မြို့နယ်မြို့မရေစခန်းမှာရှိတဲ့နင်တို့ရေစခန်းကိုတော်လာရဲ the blood line ကနေမှဘုံကျဲတိုက်ခိုက်ခဲ့တဲ့အခါမှာခွေးနှကောင်ကတော့အတော်လေးတန်ရပြပြဆန်ဆန်ရပြမတကောင်ကတော့ချက်ချင်းကန့်သွားတယ်နော်နင်တို့သိတယ်နော်ဒါကြောင့်ဒီနေ့ကျောတို့တော်လာရဲဒီထဲမှာနင်တို့ငရုတ်မအိပ်ရတို့နင်တို့လည်းအိပ်ရမှာမဟုတ်ဘူးမြင့်မြင့်မထားပါ ပြီးရင်အခုအမျိုးစစ်ခွေးတွေရဲ့ဘောမတွေနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုပြောချင်တယ်အခုကျွမ်းဘေးမမီရတယ်နော်ခွေးတစ်စင်းမကဘာပြောလဲဆိုတော့အခုဒီချမ်းချမ်းကနေမှကြီးတသိန်း campaign နဲ့ပတ်သက်ပြီးတော့ post တင်ထားတယ်ပြီးရင်ချမ်းချမ်းကနေမှဒီ campaign နဲ့ပတ်သက်ပြီးတော့လည်းသူ speak out လုပ်ထားတာရှိတယ်ဒါကိုအခုခွေးတစ်စင်းမကဘာပြောလဲဆိုတော့အခုချမ်းချမ်းက online ကနေလက်ဆွဲအိတ်တွေလည်းရောင်းနေရှိတယ်နော်ဆိုတော့ဒီလက်ဆွဲအိတ်တွေကိုဝယ်တဲ့သူတွေကိုလည်းဖမ်းရမယ်ဘာကြောင့်လဲဆိုတော့ အဲဒီတဘုံတွေကိုထောက်ပံ့ပေးတယ်လို့ပြောတယ်ပြီးလို့ရှိရင်အခုချမ်းချမ်းရဲ့ passport တွေကိုလည်း तू ကတင်ချင်တယ်လို့ပြောတယ်ချမ်းချမ်းကပြောပြမယ်ခွေးမတွေနင့်တို့ကဘာမှလည်းမတည်ဘူးချမ်းချမ်းကကလေးနှစ်ယောက်မွေးပြီးပြီးပြီးရင်သူ့ယောက်ျားကအီတလီစီတစင်ဖြစ်တယ်အီတလီနိုင်ငံသားဖြစ်တယ် อิตาลีมาအခြေချနေထိုင်တဲ့သူဖြစ်တယ်ဆိုတော့ချမ်းချမ်းကသူ့ယောက်ျားအဖြစ်နဲ့သူ့ citizen ရနိုင်တယ်လို့သူ့ကလေးနှစ်ယောက်အဖြစ်နဲ့သူ့ citizen ရနိုင်တယ်ပြီးရင်နိုင်ငံရေးကြောင့်လည်း citizen ရနိုင်တယ်ဒါကြောင့်သူ့အတွက်စိတ်မပူနဲ့ခွေးမနင်းကတာလေစစ်ခွေးဘောကောင်းကောင်းလေးမပြေးမနေမကြခင်မှာနင်းတို့အလက်လေးရောက်လာတော့မယ်ဆိုတော့ဒီနေ့ကျွန်တော်ချမ်းချမ်းကိုဒီလိုပြောနေတဲ့အချိန်မှာ ဒီကပေါက်ကတုံးကနေမှเนาะအပရလ9ရက်နေ့တုန်းက ကရင်ပြည်နယ်မှာရှိတဲ့ဒီငွေမင်းသမီးစတိုးဆိုင်ကျတို့တော်လာရဲတွေကြည်ထားပါเนาะချမ်းချမ်းရဲ့လက်အိတ်ကိုဝယ်တဲ့သူကိုတောင်းမှဖမ်းရမယ်ဆိုရင်တော့ဒီကရင်ပြည်နယ်မှာရှိတဲ့ငွေမင်းသမီးစတိုးဆိုင်လဲဒီစစ်ခွေးတွေကိုထောက်ပံ့ပေးတဲ့အတွက်ကြောင့်ကျတို့တော်လာရဲတွေဘာလို့ရမလဲဆိုတာကိုတော့ကျတို့သိတယ်เนาะ တမရမယ်အချိန်ဖြစ်တယ်။ဒေါက်တိုင်နဲ့ပတ်သက်တဲ့ဥစ္စာစကားတခွပြောတာပဲဖြစ်ဖြစ်နှခွပြောတာပဲဖြစ်ဖြစ်ဘောမတာတိတယ်ဆိုလို့ရှိရင်တော့မြန်မာမြေပြင်ပေါ်မှာလုံးဝနင်းခွင့်မရှိဘူး။ဘာကြောင့်လဲဆိုတော့မြန်မာမြေပြင်ပေါ်ဟာခွေးဘောမတွေနေလို့မရတဲ့နေရာဖြစ်တယ်။စစ်ခွေးကို ထောက်ခံတဲ့သူတွေအားလုံးစည်ရဲချမ်းသာမရွေးအထီးအမမရွေးကလေးလူကြီးမရွေးအားလုံးကိုတော့ကျွန်တော်ဆုံးမရမှာဖြစ်တယ်။ နောက်တစ်ခုကတော့တရင်တော်မဟုတ်ဘူးဒါကတော့ကျတော့ပြည်သူတွေခံစားနေရတဲ့ဥစ္စာကိုကျတော့ပြည်သူတွေရဲ့တားသည့်ဖြစ်တဲ့ PDF တွေကိုအကူအညီတောင်းတဲ့စာဖြစ်တဲ့ဒါကိုရန်ကုန်နားမှာလှုပ်ရှားနေတဲ့ PDF တွေအထူးသဖြင့်ဒီကိစ္စကိုကင်သွေပေးပါလို့ຫນွေဦးမေကလည်းအညွန့်ညွန့်တောင်းပန်ချင်တယ်ဒါပါလေဆိုတော့အာຫນွေဦးမေရဲ့ကျုပ်တို့ရန်ကုန်တိုင်းသန်းတပင်မြို့နယ်အေးမြို့မှာတော့စစ်မှုမထမ်းချင်ရင်လည်း တလတတောင်းခွဲပေးနေရပြီးအတင်းကောက်ခံနေပြန်ပြီဗျာအတန်ချက်ဆက်တွေလဲဆူညံပြီးနေတိုင်းနာညီးနေရပါတယ်ဘောမတွေများတဲ့အတွက်ပြည်သူတွေလဲမလူးတာမလွန်တာနဲ့အနိုင်ကျင့်သမျှခံနေရပါတယ်ဒါကြောင့်အဖွဲ့တွေနဲ့ချိတ်ဆက်ပေးပြီးအုတ်ချုပ်ရဲမှုဆိုတဲ့ကောင်တွေကိုဆုံးမပေးပါအောင်လို့အကူအညီတောင်းပါတယ်တဲ့နော်ဆိုတော့ဒီစာရဆိုလို့ရှိရင်အဲမျိုးမှာကပြည်သူခွေးတွေနေတဲ့ယူဟာဖြစ်နိုင်တယ်ဆိုတော့ ပြည်သူခွေးရွာမှာနေတဲ့ကျွတို့တော်လာရေးမိသားစုတွေအခစားနေရတဲ့ပြဿနာဖြစ်တဲ့အတွက်ကြောင့်တော်လာရေးရေးပေါ်တွေဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဖြေရှင်းပေးပါလို့ပြည်သူတွေရဲ့ကိုစားပြောပြခြင်းတဲ့အရာဖြစ်တယ်။အာနောက်တစ်ခုထပ်ပြောချင်တာကလွန်ခဲ့တဲ့3ရက်လောက်တုန်းကဒီနိုင်ငံသားကလူကြီးတွေလာတဲ့အခါမှာစစ်ခွေးတွေကဘယ်မှာစီဝဲလို့တလဲသူတို့ရဲ့နေပြည်တော်မှာ တန်ထူပြီးမှသူတို့အဲ့မှာစီဝဲလုပ်တယ်အားကိုကြည့်ချင်းအဖြစ်ဒီနဲ့ကျောတော်တော်လရဲတွေမလုံနိုင်သေးတဲ့နေပြည်တော်ကစစ်ခွေးတွေကိုဖျားသခင်ကတော့ဆုံးမပေးလိုက်တာအလူအလေးပဲเนาะဒီမန်လေးဒီစကိုင်းဒီတခြားနေရာတွေမှာကုညီဒီလုံနေခဲ့ပေမဲ့နေပြည်တော်မှာဘု து ကူမမဝန်ခိုင်းတဲ့အတွက်ကြောင့်အကူညီဒီလည်းမရဘူးဆိုတော့အခုကဗီဒီယိုတွေလည်းအများကြီးထွက်လာပြီး ပုတ်စောနာနေထောင်းလို့ခွေးတွေနေလို့မရဘူးဆိုတာတွေလည်းဖြစ်လာပြီးပြလို့ရှင်လည်းအခုဝန်ထမ်းတွေတယောက်နဲ့တယောက်အောက်ဖဲလမ်းပြင်မှာမဖုံးနိုင်မဖိနိုင်တဲ့အရာတွေအများကြီးဖြစ်လာပြီးအဲ့ဆာကိုနောက်မှာဗီဒီယိုလေးနည်းနည်းလေးတင်ပေးမယ်တကယ်လို့ဟိုအဆင်ပြေတယ်ဆိုလို့ရှိရင်เนาะဒီနေပြီးတော့ကိုငလင်လာတဲ့ဥစ္စာကကြွရို့အတွက်အင်မတမဝန်တာဆရာဖြစ်တယ်ဒီလိုပြောတော့တခြားနေရာကပြည်သူတွေ မနာကြပါနဲ့လို့တခါပြန်ပြီးမှပြောချင်တယ်အခုဒီနေပြီးတော့မှထိတဲ့ငလျင်ကအဆောက်အုံပဲပြိုတာမဟုတ်ဘူးเนาะခွေးကောင်းဆောင်တွေလည်းအများကြီးဒုက္ခရောက်တယ်ခွေးတွေရဲ့တောက်တိုင်တွေဒုက္ခရောက်တယ်ခွေးတွေရဲ့လော်ဘီတွေဒုက္ခရောက်တယ်သူတို့ရဲ့ဆက်ပစ္စည်းတွေအများကြီးဆုံးရှုံးသွားတယ်ဆိုတော့ကျွန်တော်တို့တော်လာရေးတွေမလုံနိုင်သေးတဲ့အရာကိုဖះကလှုပ်ဆောင်သွားပေးခဲ့တယ်ဖြစ်တယ် အခုစစ်ခွေးတွေကတော့မစားရတဲ့အသားသေးနဲ့ပက်မှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူတွေလည်းအများရန်သတိထားနေကြပါအာပြီးလို့ရှိရင်တတ်နိုင်တဲ့လောက်ကျေးဇူးကျေးဇူးကျေးဇူးပြုပြီးမှလူအစုအဝေးလုံးဝမလုပ်ကြပါနဲ့ဘာဆုတောင်းပွဲပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒီတော်လာရေးထဲမှာမလုပ်ကြပါနဲ့လို့ကြွတော့အရန်တောင်းပန်ချင်တယ်เนาะဘာဖြစ်လို့လဲဆိုခွေးတွေကခွေးယူပြန်လာရင် ဘာပွဲလုပ်တယ်လဲဆိုတာကိုနော်ဒီဖျားတရားလုပ်တလားနားမလဲဘူးအခုဖုံးကြီးចောင်းနေလဲအခုတကြမလို့ဖုံးကြီးចောင်းမှာဥပုပ်ဆောင်နေတဲ့သူတွေအလုံးတင်းနေတယ်ဆိုတာလဲခဏတော့ကြွတဲ့ရင်မှာပြောပြတယ်လို့ပဲဒီခွေးတွေကဘာသာရေးလဲနားလေတာမဟုတ်ဘူးเนาะဒါကြောင့်ပြည်သူတွေလုံးဝလူစုလူဝဲလုံးဝမနေကြပါနဲ့အေးအေးဆေးဆေးပဲနေကြပါလို့ကြွတ်ဒီကနေအနှွင့်တောင်းပန်ခြင်းနဲ့ပြည်သူတွေအားလုံးကြမ်းမှာပြည့်ရှိကြပါစေ